စကိုင်းတိုင်းတမူးမြို့သိမ်းတိုက်ပွဲချိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့အတွက်ဒေသရင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ရိတ်ခါဖြတ်တောက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့ပြူစောတိအဖွဲ့တို့ဟာအိန္ဒိယနယ်စပ်ကနေရိတ်ခါတွေဝယ်ယူတင်သွင်းနေရတယ်လို့နယ်စပ်ရှိစစ်ဘေးရှောင်ပြည်သူတွေစီကသိရပါဗျ။တမူးမြို့ခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဧပြီ20ရက်နေ့ကစပြီးတမူးမြို့ကိုကုန်စီတည်ယူပို့ဆောင်ရေးကိုပိတ်ထားတဲ့အတွက် စစ်ကောင်စီတပ်နဲ့ပြူစောထီတို့ဟာရိတ်ခါတွေပြက်လက်နေတာဖြစ်ပါတယ်။အိန္ဒိယဗတ်ချန်ကရွာတွေမှာပြူကောင်းဆောင်တွေဦးစီးပြီးတမူးမျိုးကစစ်သားတွေရိတ်ခါတွေလာဝယ်ကြတယ်။တခါဝယ်ပြီးဆိုရင်အယောက်တရာခန့်လာပြီးစစ်ကား၃စီး၄စီးနဲ့တဲသွားကြတယ်။မကြာခဏအခုရက်ပိုင်းတွင်တွေ့ရတယ်။မေလ၁၀ရက်နေ့ကလည်းလူဝင်အားတရာလောက်နဲ့လာသွားသေးတယ်လို့အိန္ဒိယနယ်စပ်ရှိစစ်ဘေးရှောင်ပြည်သူတူက ERI Times ကိုပြောပါရတယ်။ အဲ့လိုစစ်ကောင်စီတပ်နဲ့ပြူစောထီတို့အင်အားတရာခန့်နဲ့စစ်ကောင်းတွေနဲ့အိန္ဒိယဘက်ချမ်းရှိခြေရွာတွေကို မကြံခဏရိတ်ခါတဲယူတာကိုအိန္ဒိယစစ်တပ်ကလည်းဓာမြင့်တာမရှိဘဲခွင့်ပြုထားတယ်လို့သိရပါတယ်။သူတို့စကားဆန်းနဲ့အိန္ဒိယစစ်တပ်အချင်းချင်းတွေညှိနှိုင်းထားပုံရတယ်။စကားဆန်းတွေပြူစောထီတွေအိန္ဒိယဘက်ချမ်းရိတ်ခါလာဝဲတာမြင်ပေမဲ့အိန္ဒိယစစ်သားတွေကမတားကြဘူးခွင့်ပြုထားတယ်။အရင်တုန်းကတော့ဒီဘက်ရိတ်ခါလာဝဲတာမရှိဘူး။ အခုနောက်ပိုင်းစစ်သားတွေပြူစောထီးတွေမကြခဏလာကြတယ် PDF တွေရိတ်ခါဖျက်တော့ထားလို့ထင်တယ်လို့စစ်ဘေးရှောင်ပြည်သူတူကထပ်မံပြောဆိုပါတယ်ဒါအပြင်အိန္ဒိယဗတ်ချန်ကျေးရွာတွေမှာရိတ်ခါဝယ်ယူဖို့လာကြတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီးတွေဟာမြန်မာစစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်တွေမှာချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုခွင့်ပြုချက်မယူဘဲလူယူစားသောက်မှုတွေလည်းရှိတယ်လို့သိရပါဗျ။အခုခါတမူးမြို့မှာခြေကန်စားသောက်ကုန်တွေစတင်ပြက်လက်နေပြီး ကြန့်ရှိတဲ့ကုန်စည်တွေလည်းဈေးမြင့်တက်နေတယ်လို့သိရပါဗျ။